အားလုံးပဲမင်္ဂလာပါရှင်။ပကြီးစကားနည်းနည်းလေးပြောချင်လို့ပေါ့နော်။ပကြီးတို့ main ခလေးတိုင်း main ခလေးတိုင်းဒီအချစ်ခံဖို့ထိုက်တန်ပါတယ်။အာရုပ်ချောင်းမှအချစ်ခံရတာတော့အဲ့လိုမရှိဘူးနော်။ပကြီးတို့ဘုံဆူမှပဲဖြစ်ဖြစ်တခုလက်ပဲဖြစ်ဖြစ်အာဝါရတဲ့လူပဲဖြစ်ဖြစ်ပိန်တဲ့လူပဲဖြစ်ဖြစ် ချောတာပဲဖြစ်ဖြစ်မချောတာလည်းဖြစ်ဖြစ်တကယ်တန်ဖိုးထားလေးစားတဲ့အမျိုးသားနဲ့တွေ့လို့ရှိရင်ပကြီးတို့ main ကလေးကအချစ်ခံမှုထိုက်ကိုထိုက်တန်ပါတယ် ထိုက်လဲထိုက်တန်တဲ့နေပေါ့နော်အာပကြီးတခြားလူတော့မသိဘူးပကြီးကကြတော့လေပကြီးမျက်စိရှိမှာအမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုလေးစားတယ် ကျင်နိုင်မြူရမှုပေးတယ်ချစ်ခင်ပေးတယ်ယူရပေးရဆိုပြီးအရင် appreciate ဖြစ်တဲ့အိမ်မျိုးသားကိုအရင်ကျေးဇူးတင်တယ်အကိုနဲ့မဆိုင်မဲ့တော့ထိုင်ပြီးကျေးဇူးတင်ပြီးတော့အားကျနေတဲ့သူမျိုးပေါ့နော်အဲ့တော့ကိုဘေးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းရှိတဲ့အမျိုးသားတွေတော်တော်များများသူ့ရဲ့အမျိုးသမီးတွေကိုအမျိုးသမီးလေးတွေကိုချစ်ပေးကြရမြင်တော့ပြီးအရင်ကိုကြည်နူးပြီးပျော်တယ်ကိုကိုတိုင်းလည်း appreciate လုပ်တယ်အာနောက်တစ်ခုကကြတော့ ဗကျုမိန်ကလေးတွေကိုပေးချင်တဲ့ message ကဗကျုဒီခေတ်ကြီးမှာမိန်ကလေးချင်းချင်းဗလိန်းတာအရင်များတယ်အာမိန်ကလေးတွေကိုပြောချင်တဲ့ message တခုကဘာလဲဆိုတော့သွေးတာကြာတာမကြာတာနဲ့လက်ထက်ခွင့်တောင်းတာတောင်းတာနဲ့ဆိုတာလလာမှမတက်ဆိုင်ပါဘူးเนาะဗကျီတို့အာဗကျီတို့မိန်ကလေးတွေကတခါကြာလို့ရှိရင်ဆယ်စုနှစ်ကာလတခုတွဲပြီးတော့အထားခဲ့ခံရတဲ့မိန်ကလေးတွေအများကြီးရှိတယ် ဆယ်စုနှစ်လောက်တွင်ခဲ့ပြီးတော့တလနဲ့ကြိုက်တဲ့မိန်းမတွေကိုပဲလက်ထပ်ယူသွားတဲ့လူတွေအများကြီးပဲလက်ထပ်ခွင့်မရလိုက်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်ဗကြီးတို့မိန်းကလေးတွေမှာအဲ့တော့တွေးတာကြာတိုင်းလဲလက်ထပ်ခွင့်ရချင်မှရကြတာအဲ့တော့ဗကြီးတို့အဖြစ်လိုမျိုးဆိုလို့ရှိရင်သူတို့ကတွဲထားတယ်ကြာနေပါပြီညားတာကြာနေပါပြီအခုမှအပူတွေလုတ်တယ်အခုမှဒီလိုတွေလုတ်ပြတယ်ဆိုပါလေ အဲ့ဒါတကယ် brain level နှိမ်ကြတဲ့ main ကလေးတွေရဲ့စကားလို့ပကြီးထင်တယ်။ဘာလို့လဲဆိုတော့သွေးလာတာကြတိုင်းလဲပကြီးတို့ main ကလေးတွေမှာမျက်စိရှိမှတွေလက်ထပ်ခွင့်မရလိုက်တဲ့ main ကလေးတွေအများကြီးရှိတယ်။နောက်တစ်ခုကကြတော့ပကြီးဘွားနဲ့ပကြီးရှင်မဲဆိုလို့ရှိရင်ပကြီးအမေကပကြီးတွဲခဲ့တဲ့ပကြီးလည်းအသက်35နှစ်ရှိပြီဖြစ်တဲ့အတွက်ရီစာရီထားခဲ့ပူတယ်။ထားခဲ့ဘူးပကြီးတွဲခဲ့တဲ့ရီစာတိုင်းနဲ့ပကြီးအမေဒီသဘောမတူခဲ့ပါဘူး။သူပြောခဲ့တဲ့စကားရှိရဲ့ သူ့တမျိုးဒီလိုလှလှပပလေးနဲ့ပဲသူမြင်စေချင်တယ်တဲ့အာတကယ်လို့အိမ်အောင်ပြုတ်ခဲ့မယ်ဆိုလို့ရှိရင်တော့မသူတေမအိမ်အောင်ပြုတ်ပေးပါတဲ့သူ့တမျိုးအဲ့လိုကြွားရွာလှပနေရအောင်ပဲမြင်ချင်တယ်ပေါ့အဲ့တော့အာဒီကြားထဲမှာပကြီအခုပကြီလက်ထက်မဲ့အမျိုးသားနဲ့တွေ့တဲ့အချိန်မှာအမေကပကြီခုတော့မှားတယ်သူတဘောကြတဲ့အရေးကြောင်ပြခဲ့တယ်အဲ့မှားလိုက်တဲ့အချိန်မှာသူကဘာမှားလဲဆိုတော့ ငါသမီးငါဆုံးသွားခဲ့လို့ရှိရင်တော့ငါသမီးကိုတင်းတင်းတဲတဲလှလှပပကြွကြွရရအဖိုးတန်တန်လေးနဲ့လက်ထက်ခွင်တောင်းတဲ့ မြင်ကွင်းကိုငါမမြင်ခဲ့ရရင်တော့မှအများမြင်စေခြင်းနဲ့ဆိုရဲဆန္ဒအောင်ပကြီးကအမေရဲ့အိမ်မက်တွေအကုန်လုံးဖြည့်ဆည်းပေးနေတဲ့တပည့်တယောက်ဖြစ်တဲ့အတွက်ဒီအမေမရှိတော့ရင်တော့မှပကြီးကဖြည့်ဆည်းပေးရပေါ့နော်အဲ့တော့ပကြီးနဲ့ပကြီးအခုလက်ထက်မဲ့မြို့သားတီးငါးနှစ်တာကာလပကြီးကိုတွဲခဲ့တယ်အာပကြီးတို့အတူတူရှိနေခဲ့တယ်အမေဆုံးပြီးခင်ခဲကောင်ပကြီးတို့အတူတူရှိခဲ့ပကြီးတို့စူးစမ်းခဲ့ရုံးစကန်ခဲ့တယ်အာပကြီးဒီလို MPC listed founder ဖြစ်အောင်အများကြီးသူပံ့ပိုးခဲ့တယ်သူကိုယ်တိုင်လည်းရုံးကန်ပေးခဲ့တယ်သူအလုပ်တွေကိုသူအာအချိန်ကာလတစ်ခုတည်းအောင်စုံခွာပြီးပကြီးအများကြီးစပို့ပေးခဲ့တယ် ေါ့နော်အဲ့တော့ဟိုပကြီးအမီအသက်ကိုလည်းကဲခဲ့တယ်လို့ပကြီးအသက်ကိုလည်းကဲခဲ့တယ်ပကြီးတို့မိသားစုအသက်ကိုကဲခဲ့တဲ့အမျိုးသားတယောက်လည်းဖြစ်တယ်အဲ့တော့အာပကြီးအိမ်မက်တွေအကုန်လုံးသူမှတ်ပေးထားတယ်အိမ်မက်ပေးထားတဲ့အိမ်မက်တွေကိုသူကဖြည့်ဆည်းပေးဖို့လုပ်နေတဲ့အချိန်မှာပကြီးတို့မိန်းကလေးတွေကဘယ်လိုနေထိုင်ရမလဲဆိုတော့အုံနောက်ရှိရဲ့မိန်းကလေးတိုင်းသိရပေါ့နော်အဲ့တော့ပကြီးကပကြီးကအမှုပညာလုပ်နေတဲ့အချိန်မှာ ပကြီးရဲ့မနေဂျာပကြီးရဲ့မနေဂျာဆိုပကြီးဘေးနားမှာအများအားရှိနေတာဖြစ်တဲ့အတွက်လူရဲ့မျိုးလုံးစပရမုံမျိုးလုံးစုမဆုလို့ပကြီးမနေဂျာလို့ပကြီးအများအားသုံးထုတ်ခဲ့တယ်ပကြီးရဲ့ချစ်သူအခါကျတော့ပကြီးရဲ့ဒီဇိုင်နာမိတ်ကပ်ပကြီးရဲ့၅နှစ်တာကာလမှာလုပ်ခဲ့တဲ့အမှုပညာရေးနဲ့ပတ်သက်ပြီးတော့ သူကအကုန်လုံး control ပေးခဲ့ရလို့ဖြစ်တဲ့အတွက်ပကြီးပါကြိုက်တယ်လဲဆိုတော့အကုန်ဒီပဇက်ဟလိုက်တာနဲ့အကုန်ဒီပကြီးပါအင်ကြီးအယောင်ကြိုက်တယ်ဘလို့ဝိစုံကြိုက်တယ်ပကြီးဘလို့အိမ်မက်တွေရှိတယ်ပကြီးဘလို့မျိုးလက်ထက်ချင်းလဲဆိုတော့ပကြီးရဲ့ကောင်းလေးမှာစိတ်ကူးရဲ့အိမ်မက်တွေသူအကုန်လုံးသူ့မှာရှိပြီးသားဖြစ်တယ်ပကြီးကလေပကြီးဝတ်တဲ့အင်ကြီးအယောင်တို့ဒီဇိုင်းတို့ကအစားပကြီးကောင်းလေးက Pinterest မှာ share ရဲ့ အင်ဂျီအပ်ပေးတယ်ဖစ်တင်းချရယ်ပကြီးဒီဇိုင်နာနဲ့သူစကားပြောတယ်အဲ့ဒါကပကြီးလက်ရှိကားရိုက်တာပဲဖြစ်ဖြစ်စီးတွဲရိုက်တာပဲဖြစ်ဖြစ်သူအကုန်အမြဲတမ်းသူစီစဉ်ပေးတာပေါ့နော်အဲ့တော့တောက်အကုန်တောက်စီအောင်သူကလုပ်ပေးနိုင်တဲ့မျိုးသားတယောက်ပေါ့အဲ့တော့အာပကြီးကို သူလက်ထက်ခွင့်အာတောင်းမယ်ဆပရိုက်လုပ်မယ်ဆိုတာဟိုအာသူအကုန်စီစဉ်နေရဲ့ဒီဘက်ကပကြီးနှစ်ယောက်ကအမြဲတူတူရှိတာတစ်ချိန်လုံးတူတူရှိနေတာအာလုပ်မယ်ဆိုတာကိုပကြီးရိတ်မိတယ်ရိတ်မိမပြောရိတ်မိတယ် ဒါပေမဲ့မတိချင်အောင်ဆောင်ပေးထားတာသူဒီလောက်ပင်မန်းပြီးတော့သူဒီလောက်ပကြီးဖြစ်ချင်တဲ့စနာရီကို သူဖြည့်ဆည်းဖို့သူစူးစမ်းနေတဲ့အချိန်မှာပကြီးကမလမပနဲ့လဲသူစီကိုမလျှောက်လန်းသွားနိုင်တယ်လို့အာ ပကြီးကိုအာပကြီးဒီပကြီးတခါမှမလိမ့်ဘူးတဲ့မိတ်ကပ်ပေါ့နော်ဒီမိတ်ကပ်လိမ့်ဘူးခြင်းတယ်လို့ပြောခြင်းတဲ့အချိန်မှာသူပွဲလုခံနေနီးကတဲ့အချိန်မှာရုတ်တရက်ပကြီးစီရောက်လာတယ်ရုတ်တရက်အင်ဂျီစီစဉ်ပေးထားတဲ့ပကြီးဒီဇိုင်နာရောက်လာတယ်အကုန်လုံးရုတ်တရက်ရုတ်တရက်ရောက်လာပြီးတော့ဒီသူ surprise လုပ်မယ်ဆိုတာသိတယ်ဘယ်နေရာဘယ်အချိန်မှာဘလို့ပုံမှာဘလို့လူတွေနဲ့ ဘယ်နေရာမှာလုံမပြီးလုံမမသိဘူးပေါ့နော်အဲ့တော့ပြုညနေပိုင်း9:00 9:00မှာအဲ့အချိန်မှာ तू မိုးတွေကလည်းရွာလျက်စီးရလည်းလက်မိုးကြိုးတွေကလည်းပြင်ပန်းနေဆိုရေတွေမျောအကုန်လုံး तू ပြင်မီးတွေ short ဖြစ်အကုန်ဖြစ်နေရတို့ကြားရပေါ့နော်ပြီးမှကြားရအဲ့ချိန်မှာအာပကြီးကိုခေါ်သွားတဲ့အချိန်မှာလေ तू surprise လုပ်တော့မယ်ဆိုတာကောင်းကောင်းသိနေပြီလေအခါကျတော့ပကြီးအသက်နိုင်ဆုံးလုံးဝမသိပါဘူးဆိုတဲ့ဟာမျိုးရိတ်မိမရိတ်မိအောင်လို့ပကြီးအကောင်းဆုံးစူးစမ်းပြီးတော့နေပေးခဲ့ပေါ့ဘာလို့လဲဆိုတော့ तू အရင်ပင်ပန်းနေတယ် ပကြီးဖြစ်ချင်တဲ့အိမ်မက်ကိုသူဖန်တီးပေးနေတာအဲ့ဒါအောင်ငါချစ်သူကကြိုသိနေတာပဲဆိုရဲမုမျိုးပကြီးတစည်းမှသူ့မပေးချင်လုံးဝမသိပျော်ပျော်ကြီးနဲ့ကိုသွားတာကြီးကျင်းတဲ့ပကြီးအိမ်မက်ကိုသူအကောင့်ထဲပေါ်ပြီးတော့အဲ့တော့ပကြီးပြောချင်တာမင်းကလေးတွေကိုအာဟိုညားနေတာကြာပြီးတော့အာသွဲနေတာကြာပြီးဘူးမှအပိုလောက်တဲတို့ပါဘူးဆိုတာလေတွဲတိုင်းလည်းမညားသွားကြပါဘူး လက်ယူသွားတိုင်းလဲလက်ထက်ခွင့်အတောင်းခံပြီးတော့မယူသွားကြရပါဘူးလက်ထက်ခွင့်တောင်းခံတယ်မတောင်းခံဘူးဆိုတာလေဟိုမတောင်းခံမနဲ့ယူပြီးအိမ်တော်ကြီးမြဲတဲ့လူလဲအများကြီးရှိတယ်လူချစ်တဲ့လူလဲအများကြီးပြည်ပြောချင်တာလေလက်ထက်ခွင့်တောင်းခံခြင်းလဲဆိုတာပကြီးရဲ့အိမ်မက်ချားလူရဲ့အိမ်မက်ဟုတ်ချင်မှလည်းဟုတ်မယ်ပကြီးတိတလောက်ကတော့ main ကလေးတိုင်း main ကလေးတိုင်းဒီကို့မျိုးသားကို့ချစ်တာကိုလူလားကြပါတယ်လက်ထက်ခွင့်တောင်းခံတာကိုကြည်နူးကြပါတယ်တောင်းတကြပါတယ်မျိုးသမီးတိုင်းရဲ့69ရာခိုင်နှုန်းရဲ့အိမ်မက်ဖြစ်ပါတယ်အဲ့ဒါအဲ့တော့ အကြီးမျက်စိရှိမှဒီလိုမြင်ကွင်းမြင်လို့ရှိရင်လည်းပကြီး appreciate လုပ်တယ်ကြည်နူးတယ်ဝမ်းသာတယ်ပကြီးကိုယ်တိုင်ခံစားရတာကိုလည်းပကြီးကြည်နူးတယ်ဝမ်းသာပကြီးရဲ့စိတ်ကြောက်သူများအဲ့လိုလက်ထပ်ခွင့်တောင်းတဲ့ပွဲမျိုးခဏခဏသွားဘူးတယ် appreciate လုပ်တယ်အာ chicken နဲ့ဟိုဟာလေးစား respect ပေးတဲ့အကုန်လုံးပေါ့နော်အဲ့အရာတွေကိုပကြီးလုပ်ခဲ့တဲ့အကျိုးအားကြောင့်မိန်းကလေးတို့ appreciate လုပ် appreciate လုပ်ခဲ့ခြင်းအကျိုးအားကြောင့်ပကြီးကဒီချိန်မှာပကြီးဒီလိုမျိုး ခံစားမှုမျိုးပြည်ပြန်ရတယ်လို့ကြည်ယုံကြည်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်တယ်မိန့်ကလေးတွေကိုပြောချင်တဲ့မက်ဆေ့ချ်ကတွေ့တိုင်းလည်းဘယ်သူလက်ထပ်ခွင့်မရခဲ့တဲ့အမျိုးသမီးအများကြီးပါအဲ့တော့ချို့အရာလေးတွေကိုမိန့်ကလေးချင်းချင်း appreciate လုပ်ကြပါလို့ပြောချင်ပါတယ်ရှင် မင်းသမီးမတ်မေပကြီးရဲ့ဒီ propose လုပ်တဲ့ပွဲလေးမှာအရန်ကိုမှကြည်နူးစရာလေးကောင်းပါတယ်။ဒါအပြင်ဝေဖန်မှုတွေလည်းအများကြီးပေါ်ထွက်လာတဲ့အတွက်ကြောင့်မလို့အခုလိုဗီဒီယိုလေးတင်လာပဲဖြစ်ပါရဲ့ရှင်။ဒီကလေးတိုင်းမျော်လင့်မိတဲ့အရာလေးတခုဆိုရင်လည်းမမားပါဘူးရှင်။ဒီလိုမျော်လင့်လို့ comment ပေးခဲ့လို့ရပါတယ်။